ကျန်ကုန်အင်းစိန်မြို့နယ်မင်္ဂလာလမ်းမကြီးဘေးမှာရှိတဲ့အမှတ်နှစ်မှုခင်ရဲတပ်ဖွဲ့ခွဲမှုခင်ရဲတပ်ဖွဲ့ဆယ်ရီယုံကိုမက်စလာစကွဲလင်းည၈နာရီကျော်ကမိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့နေရီမြန်မာကစုံစမ်းသိရှိရပါတယ်။ရန်ကုန်ဥဗန်ကောလန် IUC ကတော့စီတန်ယုံကိုဝေထိန်မိုင်းကြီးစားနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တော့ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့ဖောက်ခွဲတိုက်ခိုက်မှုကြောင့်အတန်းဖက်ကင်းသမားတချို့ထိခိုက်မှုရှိခဲ့ပြီးတူပြင်းထန်တဲ့ရရှိခဲ့ကစစ်ရုံကိုခေါ်ဆောင်သွားတယ်လို့မြေပြင်သတင်းပေတူရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့ IUC ကတော့ထုတ်ပြန်ထားပါတယ်။ မိုင်းကတမ်းမဲ့သုံးလုံးစာကိုတစ်လုံးနဲ့ပေါင်းပြီးတော့မိုင်းကြီးဆင်ခဲ့တဲ့သဘောပါ။ KB ကတ်ချခဲ့တာပါလို့ RCU စစ်ကြောင်းတာဝန်ခံကိုရဲကောင်ကတော့ပြောဆိုထားပါဗျ။စစ်ကောင်စီနဲ့နှိစက်သူတူကတော့စီအန်ဒီရုံးမှပောက်ကွဲမှုအမှန်တကယ်ဖြစ်ပွားခဲ့ပေမဲ့ထိခိုက်တဲ့ရရှိမှုအခြေအနေကိုတော့အတိမပြုတ်နိုင်ဘူးလို့တော့ပြောဆိုထားပါရခင်ဗျာ။မြန်မာစစ်အုပ်စုရဲ့ကြမ်းဖက်မှုတွေကိုကင်ထွက်ပြစ်ရှင်းမှုရဲရင်ပြီးထိရောက်တဲ့ဆောင်ရွက်ချက်တွေချမှတ်ဆောင်ရွက်ဖို့အာဆီယံကရမလေးရှားနိုင်ငံကိုမြို့သားညီညီဆွေးနွေးကြတော့တိုက်တွန်းလိုက်ပါရယ် လေချာရဲ့ဥဆောင်မှုအမှာအာဆီယံအနေနဲ့လူခွင့်ရင်းနဲ့ဒေတာရင်းလုံခြုံရေးပေါ်ထားရှိတဲ့ဂရီကွေ့တွေကိုဆက်လက်ဆောင်သိမ်းဖို့မက်ဆလာစကွင်းလေးကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာနိုင်ငံတကာရဲ့အာဏာစိုက်မှုတွေကယူကရိန်းပေါ်မှာသာဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံကပုံမဆိုးရတာရဲ့အချက်တွေကိုခေရှင်းပေးဖို့လည်းတိုက်တွန်းထားပါတယ်။ဒါပေမဲ့မြန်မာပြည်သူလူထုကနေ့စဉ်နဲ့မျှကြီးမားတဲ့ဆင်းရဲဒုက္ခများစွာကိုရင်ဆိုင်ကြုံတွေ့နေရပြီးတော့တိကျပြတ်သားတဲ့ရေးယူဆောင်ရွက်မှုတွေရည်တကြီးလွယ်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။ စစ်ကောင်စီကကြပ်ပမှုတွေတွင်းမြင့်လွှတ်ဆောင်နေပြီးတော့များပြည်သူပိုင်ဆိုင်ရာနေရာတွေစာတင်ကြောင်းနေတဲ့ဘာသာရေးဆောင်အုပ်တွေကိုလည်းကြောင်းပုံကျဲတက်ခိုက်မှုတွေဆက်လက်လွှတ်ဆောင်နေရတယ်လို့လည်းဖော်ပြထားပါတယ်။အာဆီယံဖွဲ့အနေနဲ့အခုချိန်မှာဘုံသဘောတူညီချက်၅ချက်ကိုကျုံ့လွန်ပြီးတော့မြန်မာပြည်သူလူထုရဲ့စာနာတွေနဲ့ကိုက်ညီတဲ့မြန်မာပိုင်မြန်မာဦးဆောင်တဲ့လုပ်ငန်းစဉ်တရက်ကိုပံ့ပိုးကူညီပေးဆောင်နိုင်ဖို့တိကျပြတ်သားတဲ့ဆောင်ရွက်ချက်တွေဆောင်ရွက်ပေးဖို့တိုက်တွန်းလိုပါတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့မှာပြီးခဲ့တဲ့မက်စလာ6ရက်နဲ့9ရက်တွေကဖန်ဆင်းရမိခဲ့တဲ့ငွေကျပ်သိန်းပေါင်း66ဘီလီယံကျော်တန်မိုးရှိတဲ့ မွေးဆိုတဲ့ကိစ္စတွေမှာအာရကတက်တော် AA နဲ့ပတ်သက်မှုမရှိဘူးလို့ AA ကတော့ Master Square လေးကတော့ TV ထုတ်ပြန်လာပါတယ်။ဖန်စီယာမီရဲ့မွေးဆွေးဝါးတွေဟာအာရကတက်တော် AA ရဲ့စီဝါးရေးတာဝန်ခံရဲဝင်းခကျော်စိုးလင်းနဲ့ပတ်သက်နေတယ်ဆိုတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဆွတ်ဆဲမှုသာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။စစ်ကောင်စီတပ်အနေနဲ့ AA ကိုစီအေးရရှုံးနေတဲ့ကာလဖြစ်တဲ့အပြင်ပြည်တွင်းအင်းကြီးနိုင်ငံတွေနဲ့နိုင်ငံတကာလည်းမှာအရှက်ရနေတဲ့အချိန်ဖြစ်တာကြောင့်အခုလိုနိုင်ငံရေးကထိုးနှက်တိုက်ခိုက်တာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။လူကျဲမှုတွေမွေးဆွေးဝါးကိစ္စတွေအပြင် ။အွန်လိုင်းလေလံမသာချမ်းမြတ်ကိစ္စတွေဟာစစ်ကောင်စီထိတ်ချုပ်ရနေမိနေဖြစ်တဲ့နေပြည်တော်ရန်ကုန်မန္တလေးနဲ့စစ်ကောင်စီကခေတ်ဆက်ဆက်လက်တမွေးထားတဲ့ပြည်သူ့စစ်ကြီးစိုးရနေရာတွေအချင်းမြတ်အခရီးလိုက်စားလက်ပေးလက်ယူစစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်ရနေရာတွေမှာသာအဓိကတွေ့ရတယ်လို့အေအေကတော့ပြောဆိုထားပါတယ်။စစ်တပ်ဟာခေတ်ဆက်ဆက်မှာလဲသူတို့နဲ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့တိုင်းသာလနဲ့ကိုင်ဖွဲ့တွေကိုအခုလိုပဲစီရေးရရှုံးနေနေမှာနိုင်ငံရေးတိုက်ခါချဖို့အတွက်ဆွဆွထုံးနေတာတွေအချိန်ကြိုက်လို့လိရှိတယ်လို့လဲအေကတော့ထောက်ပြပြောဆိုထားပါရခင်ဗျာ New Day မြန်မာရေးနေ့ကင်တရင်းစီစဉ်ဒီကိုနေ့စဉ်တနင်္လာရီကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်နေတဲ့ Tissue နားဆင်နေပါခင်ဗျာ